ဂျန်ရိုင်းလာရှိရဲ့ဒီကနေ့နယ်နယ်ပိုင်းကကျင်းပခဲ့တဲ့ရိုးမရန်ကုန်အပီပီဆိုင်ရာမာရသွန်ပြိုင်ပွဲ2019မှာရခိုင်လေးနှစ်ဆက်ချန်ပီယံကင်ညာနိုင်ငံသားဂျိုးဆက်ကပိုးဆွဲခဲ့ပြီးအားချိန်မြောက်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။အဆိုပါပြိုင်ပွဲကိုနိုင်ငံပေါင်းစုံကပြိုင်ပွဲဝင်ဥယျ8000ကျော်ပါဝင်ရှင်ပြိုင်ခဲ့ကြပြီး52ကီလိုမီတာအမျိုးသားပြိုင်ပွဲမှာဂျိုးဆက်ကပိုးဆွဲခဲ့တာဖြစ်ခါ90တိုင်ပထမဆုရရှိခဲ့တာလည်းဖြစ်ပါတယ်။ 2019ခုနှစ်ရုံမရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲမှာပြိုင်ပွဲမျိုးစားလေးမျိုးထည့်သွင်းကျင်းပခဲ့ပြီးအပြည့်မာရသွန်42ကီလိုမီတာတဝက်မာရသွန်21ကီလိုမီတာစိန်ခေါ်မာရသွန်30ကီလိုမီတာနဲ့အပြိုရန်အပြည့်လမ်းလျှောက်3ကီလိုမီတာတို့ကိုကျင်းပခဲ့တာဖြစ်ပါတယ်။ 2019ခုနှစ်ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကို၅ချိန်မြောက်ကျင်းပတာဖြစ်ပြီးပြည်ရင်းကပြိုင်ပွဲဝင်ဦးရေ8,495ဦးနိုင်ငံတကာကပြိုင်ပွဲဝင်925ဦးတို့ပါဝင်ရွှေပြိုင်ခဲ့ကြပါတယ်။အဆိုပါပြိုင်ပွဲကိုမြန်မာနိုင်ငံတဝန်းမှာရှိတဲ့ချွတ်တယ်နွမ်းပါတဲ့ကလေးတငယ်တွေအတွက်ရန်ပုံဝင်ရရှိစေဖို့အဓိကယူရပြီး Yuma Strategic Holdings နဲ့အတူရန်ကုန်မြို့တော်စီမံတာယာရေးကော်မတီ First Myanmar Investment တို့ကပူးပေါင်းကျင်းပတာလည်းဖြစ်ပါတယ်။